ဖြစ်သွားတဲ့ငလင်းမှာကျမတို့ဟိုသားမိပေါ့เนาะကျမကလေးလေးနဲ့အဲ့ဒီတုန်းကလမ်းပေါ်မှာရောက်နေပါတယ်ဟိုအဲ့ဒီကနေ အိမ်ကိုအပြန်မှာအိမ်ကရန်ကိုပျက်စီးနေရပေါ့နော်ကျွန်မအမျိုးသားလည်းဟိုနည်းနည်းမမထိခိုက်တယ်ပေါ့ဟိုကျွန်မတို့ပဝင်ချင်းဖရာကြီးပေါ့နော်အကုန်ပျက်စီးသွားတယ်ပေါ့နော်ဟိုလမ်းကပြန်လာတော့ငါတော့အဲ့လောက်ဖြစ်သွားမယ်လို့မထင်ဘူးပေါ့ဟိုပြန်လာလဲအိမ်ကိုပြန်ရောက်လိုက်တဲ့အချိန်မှာတော့ဘာမှရစရာမရှိအောင်ပေါ့နော်ပျက်စီးနေတယ်ပေါ့ဟိုခံစားရတယ်ပေါ့နော်ကလေးလေးလေးအရင်လန့်သွားတယ်ပေါ့နော်ကျွန်မကလေးအာ10နှစ်ဆိုတော့နည်းနည်းငယ်သေးတယ်လေအဲ့တော့ ခံစားရတယ်ဗောသူလဲခုချိန်ဒီလဲသူခံစားနေရတော့ဗောအဲ့လိုမျိုးဗောငလင်လောက်ပြီးတဲ့အချိန်မှာလေအမကဓမ္မတာပေါ်တာဓမ္မတာပေါ်တော့9ရက်လောက်နေတော့ဓမ္မတာပေါ်ရောပေါ်တော့ကြတော့မမအိမ်ကပြတ်တာဆိုတော့ပစ္စည်းတွေကရှာမတွေ့ဘူးအဲ့အတွင်းခံဖို့ရာရောအဲ့ ဟိုပါပေါ့ယာစီလားစင်တုံးဟာလည်းမရှိဘူးမရှိတော့တငယ်ချင်းကိုလှမ်းမာလိုက်တာလှမ်းမာလိုက်တော့တငယ်ချင်းကနေလှမ်းပို့ပေးတယ်ပို့ပြီးတော့အမမဆင်ပြေသွားတယ်အစောပိုင်းတော့အမမစိုးရိမ်ပူပန်နေတန်ရှင်းရေးတွေ့ဖို့လေအဲ့ဒီငရဲမလောက်ခင်တော့ကတော့လုံကြီးတွေပါလေလာလို့ရှင်ရင် စနစ်တကျပြစ်တာပေါ့နော်အိတ်ကလေးနဲ့ထုတ်ပြီးတော့အမိုက်ဘုံနဲ့ထုတ်တဲ့အမိုက်ဘုံနဲ့ထည့်ပြီးတော့သွားပြစ်တဲ့ချိန်မှာမိုက်အမိုက်ကျင်းကိုသွားပြစ်ရတာလေအမိုက်ကျင်းကိုသွားပြစ်တဲ့လေချာတတ်တတ်ရရဟုတ်ပါတီပြစ်ရတာပေါ့ကဲကျမအနေနဲ့ဓမ္မနာလာတဲ့ချိန်ဆိုရင်လာကျင်သုံးတစ်ခါသုံးလေးတွေကိုပေါ့နော်ဟိုဟာလင်းနိုင်ချာတစ်ခါလည်းဖြစ်ပါတယ်လဲတဲ့ဟိုဆွန့်ပြတဲ့ပစ္စည်းကိုလည်းတေချာထုတ်ပိုးပြီးတော့အဖုံးပါတဲ့အမိုက်ပုံးလေးကိုတေချာဆွန့်ပြပါတယ် အမိကတော့ဓမ္မရလည်းဂျာဒီလာတဲ့အချိန်မှာနေတိုင်းရေချိုးပြစ်တယ်။လာတဲ့သုံးပစ္စည်းတွေကိုလည်း၄နာရီကြာတခါလဲပြစ်ပါတယ်။လဲပြီးသားလာတဲ့သုံးပစ္စည်းလေးတွေကိုလည်းတေချာထုတ်ပိုးပြီးတော့ဖုံးပါတဲ့အမိုက်ပုံးတွေကိုတေချာဆုံးပြစ်ပါတယ်။ကျမတို့အခုရက်ွက်ထဲမှာဆိုရင်ပေါ့မြို့သမီးလေးတွေကျင့်သုံးတာကျမတို့အတွင်းခံနေပါလေဆိုရင်ဟိုလူမြောင်မလန်းတည်မှုပေါ့သူတို့အတွေ့ပေါ့နော်ကျမတို့လည်းအရင်တုန်းကတော့အဲ့လိုတွေးပါတယ်ဒါပေမဲ့ မျိုးသမီးတွင်းကန်ဆိုတာကနေအောင်တိုင်းရိုက်ထွတွေ့ပြီးတော့အဲ့လိုမျိုးလှမ်းမှအဆင်ပြေမှာပေါ့နော်ပိုးသေးမှာပေါ့အဲပုံမှန်လုံကြီးအောက်မှာပဲထည့်လန်းနေဆိုရင်သူကပိုးဝင်ဖို့ပေါ့နော်ဖြစ်နိုင်ကြီးပိုများတယ်ပေါ့မျိုးသမီးတွေအတွက်မကောင်းဘူးပေါ့အဲအကြောင်းမလို့နေအောင်တိုင်းရိုက်ထွတွေ့အောင်လှမ်းပြီးတော့တေချာမိမှုလေးပါလေးပေါ့နော်ထိုးပြီးတော့ဝတ်တင်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကအမေကပြောတယ် တမလာရာသီလာချိန်မှာ ထမင်းဟင်းမချက်ရဘူးလူရှိသူရှိကိုမထွက်ရဘူးလို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့မတန်ရှင်းမှုလို့ထင်လို့လေတမလာရာသီလာတဲ့ချိန်မှာ မတန်ရှင်းမှုထင်လို့မထွက်ခိုင်းဘူးလို့ပြောတာ။ ဟာကျမတို့ရက်ွက်ထဲမှာပြောနေကြလေးရှိရပေါ့နော်အယူအဆလွဲလေးတွေလို့ထင်တာပဲကျမကတော့ဟိုဓမ္မနာလာလို့ရှင်ရင်ရေမချိုးအောင်လို့ခေါင်းချော်အောင်လို့ပေါ့နော်ဟိုအစားအသောက်ဆိုလဲရှောင်ရမယ်လို့ပေါ့နော်ကျမကတော့အဲ့လိုအတွေးတွေမရှိဘူးဟိုဥမာပုံမှန်ရေချိုးတယ်ဟိုပုံမှန်တန်ရှင်းရေလုပ်တယ်ပေါ့နော်ဓမ္မနာလာတဲ့အချိန်ဆိုပို့ပြီးတန်ရှင်းရေလုပ်တင်တယ်လေအော်ခေါင်းလည်းကျမကတော့လျှော်ပြစ်တယ် အစားတော့ဆိုလည်းဓမ္မနာလာတဲ့အချိန်ဆိုတော့မိန်းကလေးတွေအတွက်ကိုခံရနေမယ်ပေါ့နော်အဲ့ဒီအချိန်အဲ့လိုအတွက်အစားတော့ဆိုလည်းစုံအောင်စားတင်နေပေါ့နော်အဲအသားငါသီးရွက်ပေါ့ဘာမှမရှောင်တင်ဘူးလို့တော့ထင်တာပဲကျွန်မကတော့ကျွန်မအကျံပေးချင်တာတော့အဲ့လိုပေါ့နော်ဓမ္မလာရင်ဆိုတာပေါ့နော်ဆယ်နှစ်ဝန်းကျင်လောက်ကနေစပြီးတော့လာကြတာပေါ့နော်ဥမာ17နှစ်လည်းဖြစ်ချင်းဖြစ်မယ်17နှစ်လည်းဖြစ်ချင်းဖြစ်မယ်ပေါ့အဲအဲ့ထက်ကနေမှ အခုကျမဆိုသမီးလေးရှိတယ်10နှစ်10နှစ်ဆိုတော့အခုတည်းကကျမသင်ပြပေးနေပြီအဲဓမ္မနာလာချင်းအကြောက်ဆရာလည်းမဟုတ်ဘူးအဲအဲ့အတွက်ဟိုမကြောက်နဲ့ပေါ့နော်အခုကလေးကသမီးဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဓမ္မနာဆလာပြီဆိုရင်မမေကိုပြောဖို့အဲအဲ့လိုမျိုးလေးတွေသင်ပြပေးနေပါပြီတကယ်တော့ကျွန်တော်သိလိုက်တာကယာသီလာလေဆိုတာတဘာဝဖြစ်စဉ်တစ်ခုပါဒါကြောင့်ယာသီလာချိန်မှာမျိုးသမီးတိုင်းပုံမှန်အလုပ်တွေကိုလုပ်နိုင်ပါလေရှင် သူများတွေကယာတိလာရင်အလုံးမလုံးနိုင်ဘူးလို့ပြောပါတယ်။သင်းရတော့ယာတိလာရင်အလုံးလုံးနိုင်ပါတယ်။ဘီလက်မြေလဲတဲနိုင်တယ်၊အုပ်လဲထန်းနိုင်တယ်၊အင်္ဂလိပ်လဲခုံးနိုင်ပါတယ်။